ားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာစိုက်ကောင်ဟဲမှာတိရစ္ဆာန်ဆေးကုဆရာဝန်ပါကျွန်တော်ဒီဗီဒီယိုထဲမှာပါเนาะအဲကျွန်တော်မေးထားတဲ့ comment နှစ်ခုကိုကျွန်တော်ပြန်ဖြေပေးသွားပါမယ်တစ်ခုကဗာမေးထားလဲဆိုရင်ခွဲမွေးထားတဲ့ဝတ်မဟိုတဲ့နောက်ထပ်တားဆက်လို့တားဖောက်လို့ရနိုင်မှာလားဆိုရင်မမေးထားပါဘူးเนาะနောက်ခုကျွန်တော်ကိုဒီ comment ထဲမှာမေးထားတာကအဲနှုတ်အောင်ရောင်တာနဲ့ပတ်သက်ပြီးမှမေးထားပါဘူးเนาะအဲနှုတ်အောင်ရောင်တာဘာလို့လဲဘယ်လိုကုသမလဲအဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော် ဖြည့်ပေးသွားပါမယ်ဒီမေးခွန်းတစ်ခုပါဗောနော်မွေးမြူရေးသမားရဲ့အတိုင်းတိထားတဲ့နဲ့မေးခွန်းနေနော်ဖြစ်ပါတယ်ခွဲမွေးတဲ့ပြဿနာလည်းဝက်ဒီမှာမမဟုတ်ဘူးဒါနွားရမှာလည်းဖြစ်တတ်တယ်ဗောနော်အဲကြတော့ဒီတားရေသူ့အနေနဲ့သူမမွေးနိုင်ဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲအဲဘယ်ခွဲမွေးတာဘယ်လိုအဆင်မှာပြုလုပ်တင်တယ်ဗောနော်ဒါတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုဒီနှုတ်ရောင်တာကိုမဖြစ်အောင်ဘယ်လိုလောက်အောင်လဲဖြစ်လာရင်ဘယ်လိုကူတအောင်လဲဆိုတော့ ဟောပေါ့နော်ကျွန်တော်ပြန်ဖြည့်ပြီးတော့ပါမယ်အဲကျွန်တော်ကျွန်တော်ဗီဒီယိုပြည့်စုံကိုကျွန်တော် YouTube channel မှာတွားကြည့်ပေးစီချင်ပါတယ်ဘာလို့ဆိုရင်ကျွန်တော် YouTube channel မှာဆိုရင်ကျွန်တော်ကဏ္ဍအလိုက်ပေါ့နော်ဟိုကဆိုဟိုကနွားဆိုနွားခွေးကြောင်ဆိုခွေးကြောင်စသဖြင့်ကျွန်တော်ခွဲပေးထားပါတယ်အဲကြောင့်မလို့မိတ်ဆွေတို့လည်းဒါအလွယ်တကူရှာဖွေမှကြည့်ရှုလို့ရမှာဖြစ်ပါတယ်အဲနောက်ပိုင်းကျရင်လည်းကျွန်တော်ဒီဗီဒီယိုပြည့်စုံနေကိုလည်း YouTube channel မှာပဲတင်ထားမှာဖြစ်တဲ့အကြောင်းမျိုးကျွန်တော် channel ကို subscribe လုပ်ရတယ် subscribe လုပ်ပေးထားပါအဲ့အမှာကျွန်တော်ဒီ video တစ်တွေတင်လိုက်မိတ်ဆွေတို့စီမှာ chat ပေးခေါင်းလောင်းလေးတက်လာမှာဖြစ်ပါတယ်နောက်ထပ်မေးမြန်းတဲ့မေးခွန်းတွေရှိရင်လည်းကျွန်တော် YouTube channel ရဲ့ video တခုအောက်မှာမေးမြန်းထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီမေးခွန်းအဖြစ်ကိုကျွန်တော်ဖြေပေးရမယ်ဆိုရင်ဒါခွဲမွေးရတဲ့ web ဖြစ်ဖြစ်နွားဖြစ်ဖြစ်ပါเนาะဒါ business မဆိုလူပါပဲပါเนาะကျွန်တော်တို့ဒါ ခွင်းပွင့်ထားဆိုတော့တို့ရဒဏ်ရာရှိပါတယ်အဲဒဏ်ရာရှိရတော့ကြောင့်မလို့ကျွန်တော်တို့ဒီတို့နောက်တစ်ခါပါတင်တာဆက်ရင်တရင်ညှက်တဲ့ချိန်ညာရင်ပောက်ကွဲတတ်တဲ့အနေအထားမျိုးရှိပါတယ်အဲကြောင့်မလို့ကျွန်တော်ဖြစ်နိုင်ရင်တတ်နိုင်ဆုံးเนาะမခွဲမွေးတာကောင်းပါလေခွဲမွေးခဲ့ရင်လည်းနောက်တစ်သားမွေးတဲ့ချိန်ညာရင်သူ့ထိုင်မှာခွဲမွေးရနိုင်ချိန်များတယ်ပေါ့နော်အဲလုံးဝလွတ်လွတ်ကူကူချောချောချူချူမွေးတယ်ဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒါ အရေးပေါ်ခွဲနိုင်မဲ့အနေအထားမျိုးကျွန်တော်တို့ဒါပြင်ဆင်ထားမှာဖြစ်ပါတယ်အဲကြတော့ကျွန်တော်တို့ဝက်တွေမွေးနိုင်မမွေးနိုင်ဆိုတာနံပါတ်၁ချက်ကျွန်တော်တို့တို့ကိုအဲလက်နိုင်မှာစမ်းကြည့်ရပါမယ်တချို့ကြတော့ဒီဝက်လေးကတေပြီးတော့မွေးလမ်းကြောင်းမှာပိတ်ပြီးခန့်နေတဲ့ပုံစံမျိုးရှိပါတယ်တချို့ဝက်တွေကြတော့မတေဘူးရှင်တယ်ဒါပေမဲ့အဲကန့်လန့်ဖြစ်နေပါတော့အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်တို့ဒါနိုင်ပြီးတော့ပုံစံကိုပြုတ်ပြင်မှာမွေးထုတ်ရမှာဖြစ်ပါတယ် အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တိုက်ရိုက်တော့ခွဲလိုက်တယ်ဆိုရင်နောက်တစ်ကြိမ်ကျရင်လည်းကျွန်တော်တို့ဒါထပ်ခွဲရတဲ့ပြဿနာမျိုးတွေထပ်မဖြစ်အောင်မလိုလအပ်ပဲနဲ့ကျွန်တော်တို့မခွဲတာကောင်းပါတယ်တလက်စားတဲ့ကျွန်တော်တို့တချို့တွေကမေးရပါတော့အောက်ဆီတိုဆင်တွေထိုးကြတယ်ပဲချိန်မှထိုးကြမလဲစတဲ့ဖြစ်ပါတော့ဒါရင်မေးရပါတော့အောက်ဆီတိုဆင်ဆိုတာကညက်တဲ့ဆေးပါတော့အဲ့ကြတော့ဒီသူ့မွေးလမ်းကြောင်းကခုနပြောလိုမျိုးဝက်ငယ်လေးကပိတ်နေတယ်ဒါမှမဟုတ်ရင်တအိမ်ကမပွင့်ဘူး အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကတဲ့အင်းညက်စီးကိုဘိုင်းမှာပေးလိုက်တယ်ဆိုရင်တဲ့အင်းကပေါက်ကွဲသွားတဲ့အနေအထားမျိုးဖြစ်နိုင်ပါတယ်။အဲကြရင်ဒါမိခင်ရောကလေးပါတက်ဆုံးရှုံးနိုင်ချေရှိပါတယ်။အဲကြတော့ကျွန်တော်တို့ဒါအချိန်နေအကြောင်းစုံကိုမတိဝင်းနဲ့ဒါကျွန်တော်တို့ဒီညှက်စည်းဖြစ်တဲ့အောက်ဆီဒိုဇင်တော့မျိုးပေးရရင်မပြုတ်လောက်တာကောင်းပါလေ။နောက်မိခွန်းတစ်ခုကကျွန်တော်မိထားဒီနှုတ်အောင်ရအောင်ပါနော်။နှုတ်အောင်ရအောင်လဲဆိုတော့ကျွန်တော်နမအီမှာနှုတ်အောင်ရအောင်လား။ ဒီဝက်ဒီမှာနှုတ်အောင်ရောက်တာလားဆိုတော့ကျွန်တော်တေချာမိတာမရှိပါဘူးပေါ့နော်မိခွန်းထဲမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ချုပ်ပြီးမှပြန်ပြောပြပါမယ်အဲကျွန်တော်နောက်မိခွန်းနေကြရင်ကျွန်တော်ကိုမင်းရင်တော့အပြည့်စုံလေးပေါ့နော်အဲဝက်ဆိုရင်လည်းဝက်နွားဆိုရင်လည်းနွားပေါ့နော်ဆက်လက်ပြန်ကျွန်တော်ဒါမေးပေးစီရှင်ပါလေကျတော့ကျွန်တော်ဖြည့်ပေးရမယ်ဆိုရင်နှုတ်အောင်ရောက်မယ်ဆိုတာနှုတ်ရရင်ပြည့်တင်းနေမှာဒါရောင်လာပူလာဆက်ရဖြင့်ဖြစ်နိုင်တယ်လို့နောက်တစ်ခုကပိုးဝင်လာပါတော့เนาะရောကပိုးဝင်တယ်ဆိုရင်လည်းကျွန်တော်ဒါနှုတ်အောင်ရောက်မှာမျိုးဖြစ်နိုင်ပါတယ် အဲ့ကြောင့်အဲ့လိုမျိုးမဖြစ်အောင်နှုတ်စားနှမရီမှာဆိုရင်လည်းကျွန်တော်တို့နှုတ်ညက်ပြီးဆိုရင်လည်းကျွန်တော်တို့နှုတ်တိုင်ကိုကျွန်တော်ဆေးရမယ်ပြီးရင်ဆေးစိန်ရမယ်နော်ဆေးသူကနှုတ်ဒီတိုင်ကိုစွတ်တဲ့ဆေးဘူးလေးရှိပါတယ်အဲ့အားလေးကိုအဲအိုင်ဒင်းပေါ့နော်အဲ့ထက်မှပါတယ်နော်အဲ့အားလေးကိုနစ်နစ်ပေးရတာနော်နစ်ပြီးတော့မှဒါကျွန်တော်တို့ပြန်ရင်မှပုံမှန်အတိုင်းပြန်ထားပေးရမှာဖြစ်ပါတယ် ဲ့လိုမှမဟုတ်ဘဲနဲ့ညစ်တယ်ပြီးရင်ညစ်တဲ့ချိန်ကျရင်ကျွန်တော်တို့နှုတ်လေးတိုင်များကျဲသွားတယ်ပေါ့နော်အဲ့ချိန်မှာပိုးကအလွယ်တကူဝင်လိုက်ပါတယ်အဲ့မှာဘာလို့လဲဆိုရင်ဒီနှုတ်အုံကသူ့ရဲ့မစင်တို့နော်စီးတို့နဲ့ညှိဆက်တဲ့ကြောင့်မို့ဒီနှုတ်လေးတိုင်ကနေတစ်ဆင့်နှုတ်ညစ်ပြီးခါစားမှာအဲ့နှုတ်ထွက်တဲ့လမ်းကြောင်းကနေတော့ကျဲနေနှုတ်လေးတိုင်ကကျဲနေတော့ကြောင့်မို့အဲ့အာနေတစ်ဆင့်ပိုးတွေကလွယ်တကူဝင်ရောက်လာတာဖြစ်ပါတယ်အဲ့လိုမျိုးမဖြစ်အောင်ခုနကကျွန်တော်ပြောတယ် အဲတေချာပြန်စိတ်ကြောမယ်ပြီးရင်အဲနှုတ်ဒီတိုင်ကိုနှစ်ပေးတဲ့အစီထည့်မယ်ပေါ့နော်အဲဝတ်တယ်မှာနှုတ်အောင်ရောင်းလဲဆိုတာကျွန်တော်တို့ဒါကလေးမွေးပြီးခါစားကျွန်တော်တို့ mix fever လို့လို့မျိုးခေါ်တယ်ဒါနှုတ်တွေကပြည့်တင်းလိုက်မှဒါနှုတ်ရှိန်ဖျားတဲ့ပုံစံမျိုးပေါ့နော်ဖြစ်နိုင်ပါတယ်တကယ်တော့ဒီလိုမျိုးပြဿနာတွေတွေ့ဆွဲရတော့ကျွန်တော်တို့ဒါ calcium ဓာတ်တွေပါတယ်ဒါဆေးတွေကိုထိုးပေးလို့ရပါတယ်နှုတ်စားနှမရမှာနှုတ်အောင်ရောင်းတာကိုတော့ကျွန်တော်တို့နှုတ်လေးတိုင်ထဲမှာထည့်တဲ့ဆေးရှိပါတယ် အဘုဒ္ဓဆေးပေါ့နော်ပဋိဇီဝဆေးပေါ့နော်အဲဆေးကိုကျွန်တော်မွေးမြူရေးဆေးဆိုင်မှာတွားမေးမှာဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာဆိုရင်နော်မိတ်ဆွေတို့ဒါနှုတ်အောင်ကြောင်းတာနဲ့ဒါကလေးမမွေးနိုင်လို့ခွဲမွေးတဲ့ပြဿနာပေါ့နော်ဒါတွေအတွက်ကိုကျွန်တော်ဖြေပေးပါဖြစ်ပါတယ်ကြည့်လို့ဒီဗီဒီယိုမိတ်ဆွေတို့ဒါပူရရရဆိုရင် like and share လုပ်ပေးပါပါအဲနောက်ထပ်သိလို့တဲ့မိကွန်းနေရှင်းလဲကျွန်တော် YouTube channel ရဲ့ဗီဒီယိုတစ်ခုအောင်မှာ comment ရေးမှာမေးမြန်းထားလို့ရပါတယ်ကျွန်တော် channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးပါပါ 阿拉会记住你妈的。Hello,